မင်္ဂလာပါရှင်အခုချိန်အစပြီး2025ခုနှစ်မေလ24ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio UNG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရရှင်ကျွန်မကတော့နေဦးမိုင်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုမရှိသေးတာကြောင့်တစ်ဖက်သက်ချန်စီယိုခတ်တာမျိုးမလုပ်ဖို့အိန္ဒိယအစိုးရကို GSCP တောင်းဆိုတဲ့သတင်းကိုဥစွာတင်ပြပေးပါမယ် မြန်မာနိုင်ငံမှာပြည်တွင်းနိုင်ငံရည်တည်ငြိမ်မှုမရှိသေးတဲ့ကာလအတွင်းတစ်ဖက်သက်ခြံစည်ရိုးခတ်တာမျိုးမလုပ်ဖို့အိန္ဒိယအစိုးရကိုအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကတောင်းဆိုလိုက်ပါတယ်။မြန်မာအိန္ဒိယနှစ်နိုင်ငံရဲ့ဆက်မှာတမိုးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကရဲဘော်တွေတပ်ဖြတ်ခံရမှုနဲ့ပတ်သက်တဲ့သဘောထားကိုဒီနေ့မေလ24ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ရမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တွေတပ်ဖြတ်ခံခဲ့ရတဲ့ကိစ္စအမှုမှန်ပေါ်ပေါက်ရေးစုံစမ်းဖော်ထုတ်အရေးယူပေးဖို့နဲ့ဒီလိုကိစ္စတွေထပ်မဖြစ်စေရေးစီမံဆောင်ရွက်ပေးဖို့လဲအထွေထွေတပိတ်ပေါင်းစပ်ညှိနှိုင်းရင်အားစု GSCB ကထပ်ပြီးတောင်းဆိုထားပါတယ်။စကိုင်းတိုင်းတမူးခရိုင် ကမကြီးကျေးရွာအနီးကမြန်မာအိန္ဒိယနယ်ဆက်မြန်မာနိုင်ငံဖက်ချားမှယာယီစက်ခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတဲ့တမူးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကရဲဘော်၁၀ဦးမေလ၁၄ရက်နေ့ကစက်ခန်းကနေပျောက်ဆုံးသွားပြီးအိန္ဒိယနိုင်ငံနယ်ဆက်လုံခြုံရေးတပ်ဖွဲ့အဆမ်ရိုင်ဖယ်တပ်ရင်းတပ်ထံကနေမေလ၁၆ရက်နေ့မှာရဲဘော်တွေရဲ့ရုပ်လောင်းတွေကိုနှိမ့်နှိုင်းတောင်းဆိုလက်ခံရရှိခဲ့လို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံချိုင်းဝန်ကြီးဌာနထုတ်ပြန်ချက်တိုင်းရက်တီကြောင်းလဲအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကထုတ်ပြန်ထားပါတယ်ရှင်ဆလပီမတူပီမြုပ်တွင်ကပြည်သူတွေလိုက်နာရမယ့်အခြေခံရင်စည်းကမ်းတွေမတူပီ CDF ထုတ်ပြန်တဲ့သတင်းတင်ပြပေးပါမယ်။ မတူပီမြုပ်တွင်ကပြည်သူတွေလိုက်နာရမယ့်အခြေခံရင်စည်းကမ်းတွေကိုမတူပီ CDF ကဒီနေ့မေလ24ရက်မှာထုတ်ပြန်လိုက်ပါတယ်။မတူပီမြုပ်တွင်ကပြည်သူတွေလိုက်နာရမယ့်အချက်14ချက်ပါတဲ့ရင်စည်းကမ်းတွေကိုအသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီစည်းကမ်းချက်တွေထဲမှာရင်ကြီးရင်ငယ်တွေအားလုံးတတ်မှတ်ချိန်တွင်သာမောင်းနှင်ကြဖို့ရင်မရက်ရလို့ကန့်သက်ထားတဲ့နေရာတွေမှာရင်မရက်ကြဖို့လေကြောင်းအနေရှိနေချိန်မှာရင်တွေအားလုံး15မိနစ်အတွင်းရထားကြဖို့ မြုပ်တွင်းမှာယင်ကြီးတွေ၃စီးနဲ့အထက်တန်းစီပြီးမရက်ဖို့မြုပ်တွင်းလမ်းမာတွေမှာမိနစ်30ထက်ပိုပြီးမရက်နာဖို့နဲ့အသက်16နှစ်အောက်ကလေးတွေရင်မမောင်းဖို့စတဲ့အချက်တွေပါဝင်ပါတယ်စီကမလိုက်နာတဲ့သူတွေကိုထိရောက်တဲ့အရေးယူမှုတွေလုပ်သွားမယ်လို့မသူပီစီဒီအက်ပြည်သူ့လုံခြုံရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်။လွမြောက်နယ်မြေသွားလို့တဲ့ပြည်ခရင်ကရတားပြည်သူတွေကိုကူငီပေးမယ်လို့ပြည်တက္ကသိုလ်ကျောင်းသားများတမကဆိုတဲ့သတင်းကိုနောက်ထပ်တင်ပြပါမယ်။ လွမြောက်နေမြေသွားလို့တဲ့ပြည်ခရင်ကရတားပြည်သူတွေကိုကူညီပေးမယ်လို့ပြည်တက္ကသိုလ်ចောင်းသားများတက်မက PUSU ကပြောကြားလိုက်ပါတယ်။ ပြည်ခရိုင်အတွင်းမှာရှိတဲ့မြဝပြည်သူတွေနဲ့လူငယ်တွေအနေနဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုရှောင်ရှားပြီးတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လွတ်မြောက်နေမြေကိုတွားလိုပါကဆက်သွယ်နိုင်တယ်လို့ပြည်တက္ကသိုလ်ကျောင်းသားများတမက PUSU ကမနေ့မေလ23ရက်နေ့ထုတ်ပြန်ချက်မှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြည်ခရိုင်အတွင်းမှာရှိတဲ့အိမ်တွေပရဟိတကေဟာတွေနဲ့ ဘုံကြီးကျောင်းပါမချန်ဝင်ရောက်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေစက်တိုက်ပြုလုပ်နေတယ်လို့ရက်ကြီးအုပ်ချုပ်ရေးမှူးတွေရဲ့စစ်မှုထမ်းဥပဒေအကြောင်းပြငွေကောက်ခံတာတွေဟာအဖက်ဖက်ကစက်တီးနေတဲ့လူထုအပေါ်ဖိအားတွေထပ်ဖြစ်စေတယ်လို့ PUSU ကဆိုပါတယ်ပြည်ခရိုင်အတွင်းကအချို့သောလူငယ်တွေဟာတွန်လှိုင်းတပ်ဖွဲ့တွေနဲ့အချိတ်ဆက်မရှိရကြောင်းတွန်လှိုင်းနေမျိုးတွေကိုမသွားနိုင်တဲ့သူတွေရှိနေတယ်လို့လဲဒေသနယ်ပြည်သူတွေကပြောပါတယ် စစ်မှုထအပတ်စဉ်ဟာ73ထိရောက်ရှိလာပြီဖြစ်တာကြောင့်လူငယ်တွေအနေနဲ့လုံခြုံရေးအထူးဂရုပြုကြဖို့ပြည်တက္ကသိုလ်ကျောင်းသားများတက်မက PUSU ကတိုက်တွန်းထားပါတယ် ပြည်ခရဲအတွင်းမှာစစ်ရင်လှုပ်ရှားမှုတွေအရှိန်မြင့်လာနေပြီဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့စစ်ရေးတရီရှိရှိနဲ့လေကြောင်းရန်လက်နက်ကြီးရန်ကိုအထူးကြိုပြုကြဖို့နဲ့စစ်မှုထမ်းအဖြစ်ဖမ်းဆီးခံရတဲ့လူငယ်တွေအနေနဲ့နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေစီမှာခေလုံချဖို့လဲနှိုးဆော်ထားပါတယ်။ဘကိုးတိုင်းထက်ကပြည်ပေါက်ခေါင်ရွှေတောင်နဲ့ပရောင်းမြို့နယ်တို့မှာစစ်ကောင်စီတပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေအခုနှစ်တွင်ပိုများလာတယ်လို့သိရပါတယ်ရှင်။ မိုးကုတ်မှာမိုးရဲ့ဆေးရောင်သူတို့ကိုမိုးရဲ့ဆေးအများပြားနဲ့အတူဖမ်းဆီးရမိတဲ့တဲ့နောက်ဆုံးတင်ပြပေးပါမယ်တောင်ပြေတက်မဟာနှင့်နေမည်မိုးကုံးမြို့မှာတောင်ပြေမြို့နယ်ရဲတပ်ဖွဲ့ကမိုးရက်စေဝါရောင်းဝယ်သူအမျိုးသားတဦးကိုမိုးရက်စေဝါအများအပြားနဲ့ဖမ်းဆီးရမိခဲ့လို့ TNLA ကထုတ်ပြန်ပါတယ်မိုးကုံးမြို့တန်လွင်တောင်ရက်ွက်မှာနေထိုင်တဲ့အ သက်40အရွယ်ဦးအောင်မျိုးဟင်းကိုမေလ21ရက်နေ့လယ်တနာမိနစ်40ခန့်အချိန်မှာဖမ်းဆီးနိုင်ခဲ့လို့ဆိုပါတယ်။မိုးရစေးဝါရောင်းဝယ်နေတယ်လို့သတင်းရတဲ့အတွက်တအောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီးမိုးရစေးဝါရင်းနဲ့အတူဖမ်းဆီးရမိခဲ့လို့အသိပေးပါတယ်။ ဦးအောင်မျိုးဟိန်ထံကနေတကက်ကိုအထုတ်30ပါတဲ့စိတ်ကြွစေးပြားယာမ18ကက်ဘိန်းဖြူစပ်ပြားခွက်တစ်ခွက်နဲ့ဘိန်းမဲ3ပိတ်သာဖမ်းဆီးရမိခဲ့လို့သိရပါတယ်ထို့တူမေလ15ရက်နေ့တုန်းကလည်းမိုးကုံမြို့နယ်လွယ်စာအုပ်စုနားလုံးရွာမှာတအောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကရှောင်းတခင်စစ်ဆေးမှုတွေပြုလုပ်နေချိန်ဆိုင်ကယ်မောင်းလာတဲ့ဦးစုံမင်းထက်ကိုဘိန်းဖြူစပ်ပြားခွက်၄ခွက်စိတ်ကြွစေးယာမ17ထုံးနဲ့ ဝီသားချက်သိန်း40နဲ့အတူဖမ်းဆီးရမိခဲ့လို့သိရပါရယ်လက်ရှိမှာမိုးရဲ့စေဝါးရီနဲ့အတူဖမ်းဆီးရမိတဲ့သူတွေကို ထိမ့်သိမ်းထားပြီးဥပဒေနဲ့အညီအရေးယူသွားမယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားဌာနကထုတ်ပြန်ထားပါရယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါရယ်ရှင်